ခဏကြာမှ TV ကြီးကိုမပြီးတော့ပြန်စင်းလာခဲ့တာပါကိုကြီးဝတရားမဟုတ်လားဟုတ်တယ်ဟုတ်တယ်ဦးကျေးဇူးပဲနော်ဒီလိုနဲ့အဲ့ဒီအမျိုးသားလေး TV တန်းပြီးတော့အဲ့ဒီနေရာကနေထပ်ထပ်တလီထွက်သွားခဲ့တော့နေအဲ့ဒီချိန်မှာပဲအမျိုးသမီးတစ်ယောက်ကသူ့နောင်ပြေးလာခဲ့တာပါဟဲ့ဟဲ့ဟိုမှာကျောက် TV ခိုးသွားပြီတော့ဟင်အဲ့ဒီကိုကြီးကဒင်းရမဟုတ်ဘူးလားမဟုတ်ဘူးဒင်းကိုကျောက်တကားမှမမြင်ဘူး ဟောတော့တလို့ဆိုသွားပါပြီ။တမီးကလေအဲ့ဒီကိုရာဒီရင်ကတင်လို့တီဗီကိုသွားယူပြီးတော့ပေးလိုက်တာရှင့်။တမနက်မှာတော့မိဝိုင်းမတရားဈေးကျင်းတော်လေးကင်ပြီးဈေးဝယ်ဝထွက်လာခဲ့တယ်။အမေဝယ်ခိုင်းလိုက်တဲ့ဟင်ကငါးစိတ်သားရဲ့ကျက်သား50သားရဲ့ဒါပဲတင်နေ။သူအဲ့လိုပြောနေတော့အဖေကိုတယောက်က ဈေးချင်းကိုမနိုင်မနေဆွဲပြီးဒုက္ခတဖန်နဲ့လမ်းလျှောက်လာနေရကိုတွေ့လိုက်ရတယ်။ဟဲ့အဖွားကဈေးချင်းကိုမနိုင်မနေဆွဲလာပါလား။ငါတော့ကိုအောင်ပါပဲ။အဲ့လိုပြောပြီးတော့အဖွားကိုနောက်ပြေးသွားလိုက်တယ်။ဖမကြီးဖမသမီးဈေးချင်းကင်ပေးပါမယ်။ရပါတယ်မြင်းလေးရဲ့။မဟုတ်တာဖမရဲ့။ဒါနဲ့ဖမရင်ကဗမာလဲရင်မိဝိုင်းလေးပြောပြဆွဆွနဲ့ဈေးချင်းကိုကြိုက်ကူပြီးအဖွားအကိုတစ်ဖက်တွင်လို့ င်းနေရာနေထွက်လာခဲ့တယ်။ဖမရင်ကအလဲပိုင်းမှာကွ။ဟုတ်ပြီဟုတ်ပြီ။သမီးလိုက်ဖို့ပေးပါမယ်။ကျေးဇူးပါပဲသမီးလေးရင်။ရပါတယ်ဖမရဲ့။ဂျလိုနဲ့မိဝိုင်းမှလည်းအဖောင်းရဲ့အိမ်ကိုရောက်လာခဲ့တာပါ။မိဝိုင်းကအိမ်ထဲကိုလှပ်ပက်ကြည့်နေနေ။ဖမဖမရဲ့အိမ်သားရောရင်။ဖမမှာမိသားစုမရှိတော့ဘူးကွ။ဖမတယောက်တည်းနေတာပါ။ ဟုတ်လားဒါလို့ဆိုထမင်းလေကိုယ့်ဟာကိုချက်စားရတာပေါ့နော်ဒါပေါ်အမင်းလေးရဲ့အဲ့ဒီယာရီကလေဘဝနေစဉ်လုံနေကြလို့ဒီဆိုတော့မပြေမမောက်ကွယ်ဒါဆို သမင်းဒီနေ့ဘဝအတွက်ဟင်းချက်သွားပြီမင်းရပါတယ်မင်းလေးရဲ့ဘဝချက်နိုင်ပါတယ်မဟုတ်တာ သမင်းလုံပြီးချက်လို့ပါဘဝအကုံစားနေမုံလားဟိုသမီးကျမ်းမရင်ညညအောင်လို့ချက်ပြီးပါမင်းအဲ့လိုပြောပြီး မိပိုင်းလေးဈေးချင်းဆွဲပြီးတော့နောက်ဘက်ကိုဝင်သွားခဲ့တော့တယ်။မိပိုင်းလေးတမိတ်ချက်နေရင်းနဲ့နေတို့ကကျိုးသွားခဲ့တယ်။သူ့ချက်ထားတဲ့ငါးကောင်းတဲ့ချမအရှိတောက်ကိုမြည်ကြည့်လိုက်တယ်။ဝါအရသာရှယ်ပဲရှယ်ပဲမိုက်တယ်။အဲ့ဒီအချိန်မှာပဲချင်းနှောင်းထဲမှာရှိနေတဲ့သူ့ရဲ့ဖုန်းကထမီလာခဲ့တာပါ။အမေပဲဟယ်လိုမေ အေးညိပဲလေးအလင်လွတ်နေတော့ဈေးသွားဝယ်ခိုင်းလိုက်တာကိုဘယ်ရရောက်နေရလဲဟိုဟိုသမီးဈေးဝယ်နေတော့မမေဒီအချိန်ဈေးကွက်နေပြီမိမရဲ့ညိပြန်လာခဲ့စမ်းခုချက်ချင်းရောက်ရရက်ကပြန်လာခဲ့ဟုတ်ဟုတ်ကဲ့မေသမီးခုချက်ချင်းပဲပြန်လာခဲ့ပါမေအေးအပြန်လဲမှာဒုတ်ပါတခါလေးကောက်လာခဲ့ကြာလားရှင်ဟုတ်ဟုတ်ကဲ့မေအဲ့ဒါနဲ့မိမလေးဖုန်းကမြင်နေကြားလေတယ်သွားပါပြီငါတို့ရိုက်ခင်ရတော့မှာမေး ်တလုံးနဲ့ချက်လက်ဆိုင်ကိုလက်ဆောင်တက်လိုက်ပြီးမိဘကန်းနေရနဲ့ထွက်လာခဲ့လိုက်တယ်မိဝိုင်းလေးပြပြနဲ့အေကန်းရှိကိုရောက်လာတယ်။အဖမကြီးတမီးနာမှာအကုန်ချက်ခဲ့ပြီပြီသိလား။ဟိုငါးကောင်းနဲ့ချမောင်ရီတောက်ကိုတေချာကြည့်ဆောင်တော့ဖမအယုတ်စုကုန်မယ်။အေးကွယ်အေးအေး။ဟိုဒါဆိုတမီးသွားပြီနော်ဖမ။တခါလေတမီးစားသွားအောင်လေမြင်းလေး။ဟိုတမီးအချိန်မရတော့လို့မစားတော့ပါဘူးဖမရဲ့။ ောက်တော့မှပဲလာစားလိုက်မယ်နော်အေးကွယ်အေးအေးဒလုံနဲ့မိဝိုင်းလေးအဖွားကိုအင်းလေးကနေပြေးထွက်လာခဲ့လိုက်တော့ညနေပဲရောက်တော့မိဝိုင်းလေးအိမ်ရှိကွက်ပြစ်မှာထိုင်ရင်ဟိုကြည့်တီချင်းနဲ့ရှိနေခဲ့တာပါဒီချိန်မှာပဲအဖိုးတို့တယောက်ကချောင်းဆိုရင်းနဲ့သူ့တို့ရင်ရှိကနေဖြတ်နေခဲ့တယ်မလီချောင်းဆိုရလို့ရင်ဘက်ပါအောင့်နေပြီအဲ့ဒါနဲ့ ေပိုင်းကကြက်ချင်းမင်းအဖိုးကိုနောက်သွားလိုက်တယ်။ဟိုဖို့ဖို့ချောင်းဆိုးနေရလားယင်။ဟုတ်တယ်မြည့်ရဲ့။ဟိုဒါနဲ့ဖို့ဖို့တက်တောင်းစင်းမတော့ဘူးလားယင်။မနဲ့ပြန်မဲဝေတောင်းတော့မလို့မြည့်လေးရဲ့။ဟာဖို့ဖို့ကလည်းမှုတ်သေးပါဘူး။ချောင်းဆိုးပြီးရှင်မတ်တာအောင့်နေပြီ။ဘာလို့မနဲ့ဒီစောင့်နေမှာလဲ။နင်းနင်းသမီးတို့ ਈ မာလေးချောင်းဆိုးပြောက်စီရှိတယ်။သမီးကတော့ယူလာခဲ့ပြီမယ်နော်။အဲ့လိုပြောပြီးမိဝိုင်လေးအိမ်မော်တက်သွားခဲ့တယ်။ နာလောက်ကြာမှာအဖိုးကိုနာကိုပြန်ရောက်လာခဲ့တာပါဖိုးဖိုးရောက်ဒီဆေးကိုယူသွားလိုက်အစားစားပြီးမှတနေ့ကိုသုံးချိန်တောင်းနော်ကျေးဇူးပါပဲမြင်းလေးရဲ့ယူရှားပါတယ်ဖိုးဖိုးရဲ့တမီးကကိုရှင့်မှာကိုညင်လို့နေရင်မကူညီပဲမနေနိုင်လို့ပါတာရုကွယ်တာဒုတာဒုအဲ့လိုပြောပြီးအဖိုးကိုလည်းပြန်သွားခဲ့မိဝိုင်းကတော့ကိုညင်လိုက်ရတဲ့အတွက် ကျင်းနေပြီးတော့ပျော်နေခဲ့တာပါ။နောက်နေ့မနေ့ရောက်တော့မိဝိုင်းလေးအိမ်ရှိမှာတပြက်စီလင်းနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးတစ်ယောက်ကသူ့ရင်ရှိကိုရောက်လာခဲ့တာပါ။မိဝိုင်းရေမိဝိုင်းညီမမတော့ထွက်လာခဲ့စမ်း။ရှင်မိုင်းဦးသမီးကြီးမှာပါ။အော်အေး ညီမနေ့ကမိုင်းတို့ကိုချောင်းစွပြောင်စီပြစ်လိုက်တာဆိုဟုတ်လားဟိုဟုတ်တယ်မိုင်းရဲ့ဖိုးဖိုးကတက်တာသွားပြီလားဟင်ဘယ်ရတက်တာမှလဲပိုးစိုးသွားပြီတော့အခုဝမ်းလျှောနေရအဲ့ဒါဘယ်လိုလုပ်ပြီးမှလဲရှင်ဘာလို့ဝမ်းလျှောနေရလဲဟင်အေးညီပြစ်လိုက်တဲ့စီကဝမ်းတော့စီဟဲ့ဝမ်းတော့စီဟာမဟုတ်လားပါဦးသမီးတေချာကြည့်ပြီးတော့ပြစ်လိုက်တာပါအဲ့ဒီအချိန်မှာပဲဒေါခင်ဝိုင်းကအိမ်ရှိကိုရောက်လာခဲ့တယ်ဘာဖြစ်နေကြလဲ ဒေါ်လေးခင်ရောက်လာနေအတော်ပဲမိဝိုင်းမလေးမနေ့ကကျမဖို့အတွက်ဆေးပေးလိုက်တယ်တော့အဲ့ဒါချောင်းဆွပြောင်စင်မှုပဲနဲ့ဝမ်းနှုတ်စင်ဖြစ်နေခဲ့တာအလိုလေးအဲ့ဒါကြောင့်မို့မနေ့ညကျုပ်ဝမ်းနှုတ်စင်လိုက်ရှာတာဘလို့မှရှာမတွေ့တာမိဝိုင်းကမျက်နှာငယ်လေးဖြစ်သွားတယ်အမေဟိုတမီးမှားသွားပါတယ်မင်းမှားသွားပါတယ်လို့မနေနဲ့နော်လူအသက်ကလေခုလိုစနောက်ရတဲ့အရာမျိုးမဟုတ်ဘူးနောက်လောင်းမှလားအဲ့လိုပြောပြီးတော့တပြက်စီယုံနဲ့ မိဝိုင်းမကိုလိုက်ရိုက်တော့အမလီနာရဲမေရဲ့သမီးနားမလို့တော့ပါဘူးကဲပါကဲပါအဖိုးကိုစေကန်းပို့ရအောင်ပါဆိုတော့ကျမသွားတော့မယ်ဟိုအဖိုးအတွက်ကုန်ကြမယ်စီဖို့ဒေါလိအကုန်ကြခံပေးပါမယ်အဲ့လိုဆိုရင်တော့ပိုကောင်းတာပေါ့အဲ့လိုပြောပြီးအဲ့ဒီမျိုးသမီးကထွက်သွားခဲ့တော့ဒီမိဝိုင်းမိဝိုင်းညီဒီတလောအငိမ့်ကုန်မနေဘူးနော်တကုမဟုတ်တကုပြည့်တနာရှာလဲရမှာဟိုအဲ့လိုမဟုတ်ပါဘူးမေရဲ့ တော့တော့အိမ်ထဲဝင်တော့ဟုတ်မီနင်းလေပဲရောက်တော့မိဝိုင်းလေးခမောင်လေးဆောင်းပြီးရွာလေးကိုထွက်လာခဲ့လိုက်တယ်။ငါစင်တနာဝင်တဲ့လုံနဲ့မကြိုက်ဘူးတင်နေ။လူတွေရောမကူညီပဲဖိုးထုတ်စီသွားလိုက်ရမယ်ကောင်းပါလေလီ။ဟမ်။သူအဲ့လိုပြောနေတော့အိမ်တိန်ရှိမှရစ်တင်ရစ်တင်လုံနေတဲ့လူတယောက်ကိုမြင်လိုက်ရတာပါ။ဟမ်။ဟိုကိုကြီးကအိမ်ရှိမှဘာလုပ်နေရမသိဘူး။ ငါတော့မကြည့်အောင်ပါပဲအဲ့လိုပြောပြီးမိဝိုင်လေးအိမ်ဝန်းနောက်ကိုကတ်သွားလိုက်တယ်ဟိုကိုကြီးမိဝိုင်တန်ကြတော့ရစ်တည်ရစ်တည်လုံနေရသူလဲလန့်သွားခဲ့တာပါအော်အိုပါကိစားရှိလို့လည်းမသိဘူး။ဟမ်အဲ့တော့ကိုကြီးကိုမိရမှာရှိ။ကိုကြီးကအိမ်ထဲဝင်မယ်နဲ့ဒီမှာမလုပ်နေရလဲ။ဟိုအဲ့ဒါအထက်ကိုဝင်ကြည့်မယ်။ဟိုကျုပ်ချက်တော့ကဘွားတီနဲ့ညက်ပတ်နေလို့ပါ ။အော်အဲ့လိုကိုဟိုဒါဆိုရင်ခြေတော့သွားစီပါလား။ရှိကုန်နေတယ်ဟ။အော်အဲ့လိုလား။အဲ့ဒီမျိုးသားလေးမိဝိုင်းရဲ့ပုံစံကိုတစ်ချက်ကြည့်လိုက်တယ်။ဒါနဲ့ကျုပ်တခုလောက်အကူအညီတောင်းလို့ရမလား။ပြော့လီကိုရဲ့တမီးဘာကူညီပေးရမလဲ။ဒါလို့ဟကျုပ်မိကကျုပ်ကိုတီဗီပြင်ခိုင်းတာလား။အဲ့ဒါပြင်ဖို့ကိုအပေါ်တက်မြအောင်ဖြစ်နေလို့။အော်အဲ့ဒါမြ။သမီးချစ်တော်ကောင်းနေလी။သမီးတော့ယူပြီးပါပေါ့ ဲ့လိုပြောပြီးမိဝိုင်းလဲအိမ်ထဲကိုဝင်သွားခဲ့တယ်ခနာကြောင်မှာ TV ကြီးကိုမပြီးတော့ပြန်စင်းလာခဲ့တာပါကိုကြီးဗတိယမဟုတ်လားဟုတ်တယ်ဟုတ်တယ်ဦးကျေးဇူးပဲနော်ဒီလိုနဲ့အဲ့ဒီအမျိုးသားလေး TV တန်းပြီးတော့အဲ့ဒီနေရာကနေခက်သက်သက်လေးထွက်သွားခဲ့တော့နေအဲ့ဒီချိန်မှာပဲအမျိုးသမီးတစ်ယောက်ကသူ့နောင်ပြေးလာခဲ့တာပါဟဲ့ဟဲ့ဟိုမှာကြောက် TV ခိုးသွားပြီတော့ဟင် ရီကိုရာဒင်းရမဟုတ်ဘူးလိုင်းမဟုတ်ဘူးဒင်းကိုကျုပ်တကားမှမမြင်ဘူးဟောတော့တလို့ဆိုသွားပါပြီသမီးကလေအဲ့ဒီကိုရာဒင်းကတင်လို့တီဗီကိုသွားယူပြီးတော့ပေးလိုက်တာရှင့်ဟာဒါဆိုညီကတကိုးအားပြီပေါ့ညီကိုတကြီးလက်တဲ့အဲ့ရမှာမလုပ်ပါနဲ့ရှင်မလုပ်ပါနဲ့အဲ့ဒီအချိန်မှာပဲဖိုးထုတ်ကိုသုံးယောက်သားကတို့နောင်ရောက်လာခဲ့တာပါအရှိဘလို့ဖြစ်တာလဲဘလို့ဖြစ်ရမှာလဲဒင်းမော့တကိုးအားပြီလုပ်နေလား အဲ့ဒါမို့တကြီးလက်ထဲအဲ့တော်မလို့ဟိုအဲ့လိုမလုပ်ပါနဲ့ဘလို့ဖြစ်သွားတယ်ဆိုတော့အသေးစိတ်ပြောပြပါလားတအားဖြည့်ရှင်းပေးပါမယ်အဲ့ဒါနဲ့မိဝိုင်းကဖြစ်ပြန်သမျှကို အသေးစိတ်ပြောပြလိုက်တယ်စစ်ကြရေးကျွန်တော်တို့လေအဲ့ဒီ TV ကိုမရှာရအောင်လို့ယူလာပေးပါမယ်ဒါလို့ဆိုလဲဟုတ်ပြီလေတကိုးလက်ထဲပါသွားတဲ့ကျုပ် TV ကိုရအောင်ယူလာပေးရင်ပေးမဟုတ်ရှင်တော့ဒင်းကိုတကြီးလက်ထဲအဲ့ရလိမ့်မှာအော်ဟုတ်ကဲ့ပါရှင် ဘိုးတူတို့လည်းတကို့ကိုလိုက်ရှာဖို့အတွက်ထွက်လာခဲ့ကြရာကတန်းတော်တနီယာနာကိုရောက်လာခဲ့ကြတယ်။မင်းဝဲမနင်ခုတော်ဘာလဲလုံနေရလဲ။တို့စီလည်းလားမလဲဘူးနော်။ငါဒီနေ့လာလည်းမလို့ထွက်လာတာဟာခုလမ်းမှာဒီကိစ္စနဲ့ကြုံတာပဲ။ဟမ်။နင်တို့အမေပြောလိုက်သေးတယ်။နင်ခုတော်စင်နာဝင်တန်းလို့လို့ဘာလို့နဲ့လုတ်ပြီးတော့ပြဿနာတွေရှာနေရစို့။ဟာပြဿနာရှာတာမဟုတ်ပါဘူးဟာ။ပြဿနာငါ့ကိုလားရှာတာ။ငါ့အကူညီကိုတတ်တတ်ပါဟာ။ ဟေးဟေးဟောကြည့်လိုက်စမ်းမောင်။တီဗီဘေးနားချပြီးထမ်းမင်အောင်မအိတ်နေရတကိုးမဟုတ်လား။မင်းကလေသူများကိုတကိုးလိုက်ညှိုးနေတာ။ဒီလိုနဲ့မိဝိုင်းလေးငပိန်ညွန်ပြဟာကြည့်လိုက်တော့ဟေးဟုတ်တယ်တော့အဲ့ဒီကိုကြီးပဲဟုတ်တယ်။လာလာဒီလိုဆိုရင်သွားကြမယ်။အဲ့ဒါနဲ့ဖိုးတူတို့လည်းထမ်းမင်အောင်မအိတ်နေတဲ့သူနာကိုတိုးကပ်သွားလိုက်ကြသည်။ဟိုကိုကြီးကိုကြီး ီကိုကြီးဟာတည်မြတ်သွားမလားမသိဘူးနော်။ဟာနင်ပြောလိုက်ပါပဲအဆုံးတီရောက်နေပြီ။ဒါနဲ့မိဝိုင်းလေးအဲ့ဒီမျိုးသားရဲ့နဘူးကိုလက်နဲ့ဆန့်ချိတ်လိုက်တော့ဟမ်ကိုရီဘူးနေရာပဲကနင်မကောင်းနဲ့တူတယ်။ဒါဆိုတကူကနင်မကောင်းလို့တီဗီမရောင်းနိုင်တရားထင်နေ။ဟောက်လီမအဲ့ဒီကိုကြီးကိုစေကန်းပို့ပေးကြရအောင်။ဒါဆိုတကူကိစ္စကရောဘယ်လိုလုပ်မလဲ။အင်းအဲ့ဒါကတီဗီပဲပြန်သွားထားပေးလိုက်မယ်လေ။ ။တကူမတွေ့လိုက်ရဘူးလို့ပြောလိုက်မယ်လေ။အဲ့ဒီကြံမကောင်းနဲ့တွေ့နော်။ဒီကိုကြီးကနောက်လေတက်ကိုရင်ဘယ်လိုလုပ်မလဲ။အဲ့ဒါတော့နောက်မှပြင်းရှင်းတာပေါ့။လောလောဆယ်နေမကောင်းဖြစ်နေတဲ့သူကိုကဲကောင်းပါရေဟ။ဟမ်။အေးလေဒီလိုဆိုလဲမိဝိုင်းပြောသလိုပဲလောက်တာပေါ့။အဲ့ဒါနဲ့မပိန်တဲ့ဘူတူကအဲ့ဒီမျိုးသားကိုတယောက်တစ်ပတ်စီမသွားခဲ့ပြီးမိဝိုင်းကတော့ TV ကိုမှပြီးတော့သူတို့နောက်ကိုလိုက်သွားခဲ့တာပါ။တော်ပေါ်တယောက်ကတော့ခွေရောင်ရောင်တယောက်ရောင်နဲ့လိုက်သွားခဲ့တယ်။ ။နောက်နေ့မနေ့ရောက်တော့မိဝိုင်းမလေးဈေးချင်းနောက်ကင်ပြီးဈေးကနေပြန်လာနေခဲ့တယ်။ဒီနေ့တော့ဈေးဝယ်တာမြင်မြင်ပြီးတယ်ဟ။ပြီးရင်ဟင်းမြင်မြင်သွားချက်ရမယ်။သူအဲ့လိုပြောနေတော့အိမ်တိန်ကနေအမျိုးသမီးတယောက်ကအော်နေခဲ့တာပါ။ဘာလို့ရှိလဲ။ကုညီကြောင်းမအောင်။ဟမ်။ဟိုအိမ်ကနေအတန်ကြားနေရပါလား။ဘာဖြစ်နေရမသိဘူး။ငါသွားကြည့်အောင်ပါပဲ။အဲ့လိုပြောပြီးမိဝိုင်းလေး အတန်ကြားတဲ့အိမ်ဝန်းလေးကိုဝင်သွားခဲ့ပြီးတော့အပြင်ဘက်ကနေအိမ်ထဲကိုလှမ်းပေးလိုက်တယ်။မိုင်းဘာဖြစ်နေရလဲ။ဟိုဟိုမိုင်းကိုကုညီမောင်းကွယ်မိုင်းမိုင်းဘိုက်ဘိုက်နာနေလို့ပါ။ဟမ်ဟိုမွေးမွေးတော့မလား။ဟုတ်တယ်ကွယ်။ဒါဆိုခဏလေးအောင့်ထားအောင်တော့မိုင်းသမီးဆီအမောက်တော့ဟောလိုက်ပါမယ်။အေးကွယ်မြန်မြန်လေးတော့ခေါ်ပေးပါဦး။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒါနဲ့မိဝိုင်းလေးအဲ့ဒီဝင်ထဲကနေပြေးထွက်လာခဲ့လိုက်တယ်။ ရွာလန်းတနီယာနာအယောင်ဆိုင်ငယ်မောင်းလာတဲ့တို့ပေါ်နေတိုးတော်တာပါဟာမြွေးမအလောတကြီးနဲ့ဘာလို့ပြေးလာလဲဟာဟမ်မြွေးဝိုင်းကတို့ပေါ်ကိုမြင်တော့အကြံရသွားခဲ့တယ်တို့ပေါ်နေဆိုင်ငယ်မောင်းခဏစီဟမ်ဘာလို့မလို့လဲမြေမြစင်းသားမငါရေးကြည့်တယ်ဟမ်အဲ့ဒါနဲ့တို့ပေါ်လေးကြောင်တောင်တောင်နဲ့ဆိုင်ငယ်ပေါ်ဆင်းလိုက်တယ်မြွေးဝိုင်းကတော့ဆိုင်ငယ်ပေါ်ကိုခွတ်တက်လိုက်တယ်ကဲတို့ပေါ်နောက်ကတက်ဟာနေမောင်းမလို့လား ငါငါမစည်းအောင်နော်။အာတက်မှာပြီမြန်တက်ဆံမှာအချိန်မရဘူး။အေးအေးပါ။တော့ပေါ်ဆိုင်ငယ်ပေါ်တက်လိုက်တယ်ဆိုရင်မင်းမိဝိုင်းကအချိန်ပြင်းပြင်းနဲ့ငောင်းထွက်သွားခဲ့တယ်။အမလီမိဝိုင်းရဲ့ဖြည်းဖြည်းမောင်းမှာဟာဖြည်းလို့မရဘူး။ဒါတော့မှအချိန်နှီးနေသေးတာ။အဲ့ဒါနဲ့တော့ပေါ်ကရှေ့မာလာနေတဲ့သူတွေကိုလမ်းဖယ်ပေးဖို့ပြောနေကြတာပါ။ဟိုပေါ့တူးတက်နိုင်ကိုကြီးဘေးကုန်ဘေးကုန်။ဟာဒီကလေးတွေတော့ အဆိုင်ငယ်ကိုဘလို့မောင်းနေမသိဘူးဒီလိုနဲ့ခိုင်မိကုန်တော့မှာပဲဒီလိုနဲ့မိဝိုင်းမောင်းလာတဲ့ဆိုင်ငယ်လေးဆီယမရဲ့ရှိကိုရမ်းလာခဲ့တာပါကဲတို့ပေါ့စိတ်မီဆီယမကိုတော့ပင်လာခဲ့ဟမ်ဆီယမကိုဘာလို့မလဲဟာရှေ့ပြန်ပြီမြန်မြန်တော့ပင်စမ်းမှာဟောအေးအေးပါအဲ့ဒါနဲ့တုတ်ပေါ်နဲ့ဆိုင်ငယ်ဘွားစင်ပြီးအိမ်ထဲကိုဝင်သွားခဲ့တယ် ခဏလောက်ကြာမှပြန်ထွက်လာခဲ့။ငွဲမဆ ਿਆ မမရှိဘူးလေ။ဟမ်။ဟိုဒါဆိုရင်ဘဲသွားလိုက်တာလေဟ။တပတ်ရအောင်လူပဲသွားလိုက်တယ်ဆိုပဲ။ဟိုဒါမှမသိမကြသေးလို့လိုက်သွားရင်မိလောက်တယ်တဲ့။ဟာ။အဲ့ဒါမှဒုက္ခပဲ။လာလာလာမြင်မြတ်တက်တော့။အေးအေး။တော်ဘောကဆိုင်ငယ်နောက်မှာတက်ထိုင်လိုက်တယ်ဆိုရင်မင်းအဲ့နေရာနေတချိန်တော့မောင်းထွက်သွားခဲ့တယ်။အမလီဖေဖေကဲတော်မူပါ။ ဒီလိုနဲ့ရွာနောက်မှာရှိတဲ့တရားနာအရှောက်မှာမိဝိုင်းကဟာခမဆီယမပဲဆီယမကြီးဆီယမတရားဖြတ်ခုဖို့လုပ်နေတဲ့ဆီယမလေသူ့ကိုခေါ်တန်ကြတော့နောက်လေကြည်လာရင်ရှင်ဆီယမကိုခေါ်လာလားဟုတ်တယ်ဆီယမကြီးဦးဆိုင်ကဝမြင်တတ်ပါအရေးကြီးရဲ့တော့ဟင်ဘာသူမှပြစ်လို့တော့ခွဲ့ဟိုမိုင်းတရားမွေးတော့မှာတော့ဟင်ဟုတ်လားဒါဆိုရင်ဟိုအိမ်ကိုရှင်သွားပြီးတော့ပစ္စည်းတွေသွားယူပါမှာဟုတ်ကဲ့ဆီယမ အဲ့ဒါနဲ့မိဝိုင်းမလေးဆီယမနဲ့တုတ်ပေါင်းကိုတင်ပြီးအချိန်ပြင်းပြင်းနဲ့မောင်းထွက်လာခဲ့တော့တယ်။အိမ်နောက်တော့မိဝိုင်းမမောင်းနေလာတဲ့ဆိုင်ကလေးဗိုက်ကြီးတဲ့ရဲ့အမျိုးသမီးအိမ်ကိုရောက်လာခဲ့တာပါ။ဆီယမကဆိုင်ကဘောင်းနေကုန်ဆင်းလိုက်ပြီးဝင်းနေကိုဝင်သွားခဲ့တော့တယ်။အမလီငါလေးဒင်းကြောင်တိမ်ပြီးမှတ်တာ။ခုတော့မသေးဘဲနဲ့အလတ်ကြီးရှိတဲ့မှောက်လားတုတ်ပေါင်းရဲ့။အဲ့ဒါငါ့ကိုဖျားကယ်လို့လေ။အမသူတို့နှစ်ယောက်အဲ့လိုပြောနေတော့အိမ်ထဲကနေ ခလင်းကိုတန်းကြားလိုက်ရတာပါ။ဟေးခလင်းလေးတန်းကြားရပြီ။မွေးသွားပြီနဲ့တူရင်။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားတယောက်ကအမောတကောနဲ့ပြေးလာခဲ့တယ်။အကျုပ်ကျုပ်မိမဝင်။အထင်းပါပါ။ဒါနဲ့အမျိုးသားလေးအိမ်ထဲကိုပြေးဝင်သွားခဲ့တယ်။ဒါဆိုတို့လေပြန်ညှဆုမိဝိုင်း။အော်ဟုတ်သားပဲ။ငါ့ဈေးချင်းရောဘယ်ရောက်သွားပါလိမ့်။အဲ့ဒါနဲ့မိဝိုင်းလေးဈေးချင်းသွားယူပြီးတော့ဘောနောက်ကနေဆိုင်ငယ်လိုက်စီရင်နဲ့ အဲ့ဒီနေရာနေထွက်လာခဲ့တော့တယ်။နှစ်ပတ်လောက်ကြာပြီးနောက်မှာလင်မယားနှစ်ယောက်ကကလေးကိုကြည့်ပြီးမိဝိုင်းနှုတ်ရင်ကိုရောက်လာခဲ့တာပါ။မိဝိုင်းရေပြောမိဝိုင်းရှမ်းလာပြီလာပြီအဲ့ဒါနဲ့မိဝိုင်းရောတောက်ခင်ဝိုင်းမှာအိနေရနေထွက်လာခဲ့တယ်။အော်ဟိုမိုင်းတို့ပါလားကလေးလေးကပြစ်စစ်လေးနဲ့ချစ်စရာလေးနော်။အဲ့လိုပြောပြီးတော့ကလေးကိုစနေခဲ့တယ်။မိုင်းခင်ဝိုင်းမိုင်းရလေ ရှင်သနဝန်ထမ်းစိတ်အပြည့်ရှိတဲ့တမင်းလေးကိုမွေးထားတာပဲ။ကျမသူ့ကြောင့်ဒီကလေးကိုမွေးနိုင်ခဲ့တာရှင့်။သူ့ကြောင့်မှမဟုတ်ရင်ကျမရောကျမတမင်းလေးပါဒုက္ခရောက်တော့မှာ။အဲ့ဒါတော့ဟုတ်တယ်ဗျ။ကျွန်တော်လည်းယာရဲသွားနေရဆိုတော့ဘေးအိမ်ကလာပြောပေးမှသာသိရတာဗျ။မိဝိုင်းလေးကယ်ပေးလို့ပေါ့။ဒေါခင်ဝိုင်းကတော့သူ့တမင်းလေးရဲ့အကြောင်းချင်းမခံရတာကိုဝမ်းသာမစုံဖြစ်နေခဲ့တာပါ။ရပါတယ်မကြီးရဲ့။တမင်းနဲ့အတန်ကြားလို့ကုညီဖြစ်သွားတာပါ။ မိုင်းသမီးချင်းလိုက်ရင်လေမိပိုင်းလေးလိုပြောင်းတင်ပြပေးရမှာမိုင်းသမီးကြောင့်အဆင်ပြေသွားတယ်ကြားလို့ဝမ်းသာပါတယ်ကွယ်အဲ့ဒါနဲ့ဒေါခင်ဝိုင်းလေးမိပိုင်းကိုဖတ်ပြီးပီတိတွေဖြစ်နေကြတော့တယ်